မင်္ဂလာပါကျွန်တော်ဒီနေ့ CV curriculum vita the curriculum vita ဆိုလက်တင်လို့ပြော Okay curriculum vita တော့မဟုတ် CV CV ဆိုတော့ပါလေကျွန်တော်နည်းနည်းချင်းလေ့လာရအောင်သူအကျော်ရောပေါ့နော် CV တဲ့ချင်းကျော်ရောလေးတွေကျွန်တော်လေ့လာမယ်မ CV မှာဘာတွေပါလဲ CV ကျွန် AI နဲ့ရေးခိုင်းလို့မရဘူးလား AI နဲ့ရေးခိုင်းလို့ရတယ်အမေရေခိုင်းပြီးကိုနားမလည်လည်းဒိဗယ်မရှိဘူး။အကြောင်းကိုနည်းနည်း ရေရင်လဲနောက်ပိုင်းကျန်သုံးမယ်ရေမသုံးခင်မှာကိုနေနဲ့ CV မှာဘာတွေပါတင်လဲဘာချက်လဲလိုအပ်လဲဆိုတော့လေ့လာဖို့လိုတယ်ဆိုတော့ဒီညမှာနေချင်းဆွေးနွေးရအောင် CV ကကိုရည်အချင်းဖြစ်တဲ့ဒါမှမဟုတ်ကိုကိုရဲ့သမိုင်းဖြစ်တယ်ပေါ့နော်ဆိုတော့ CV ကဘာလဲ CV ရဲ့နံပါတ်1ချက်က history ဖြစ်တယ် history ဆိုဘာ history လဲကိုရဲ့ education history โอเคပြီးရင် work history အလုပ်ပြီးရင် training history training ဆိုတချို့အာတချို့ကျောင်းမဟုတ်ဘဲနဲ့တချို့ license သင်တန်းနေဆိုလို့ရှင်လည်း training ထည့်လို့ရတယ်เนาะ education work education work ပြီးရင် training ပြီးရင် history တွေပါဝင်ရမှာเนาะဆိုတော့ကျွန်တော်နေတည်ထားမှာ ကဲကာလာနဲ့ခဏခဏပြောင်းလိုက်မယ်โอเคအဓိကက CV ဆိုတာ history ကိုမေးတာဖြစ်တယ်ဟုတ်ပြီနော်တမိုင်းကိုမေးတာဖြစ်တယ်ကိုယ့်ရဲ့ပညာရေးတမိုင်းကဘာလဲကိုယ့်ရဲ့လောအတွေ့အကြုံအလုပ်တမိုင်းကဘာလဲဘာ training တွေတက်ခဲ့လဲဆိုတော့ကို CV မှာဖော်ပြပေးဖို့ဖြစ်တယ်ဟုတ်ပြီနော်ကဲ CV ရေးတဲ့အချိန်မှာ point လေးတွေရှိတယ် အဲကျွန်တော်ဟောင်းနည်းနည်းစင်မန်ဘာတွေပါမလဲပြီးရင်ကျွန်တော်ဘေးနားမှာဒီ Word document Google Docs Google document မှာဥပမာလေးခဏကြာရေးပြမယ်နော် Okay နံပါတ်1ချက်ကဘာပါမလဲဆိုလို့ရှိရင်ခုနပြောတဲ့ education ပါမယ် CV မှာ education ပါမယ် education ပြီးရင်နံပါတ်2က work experience စီဗီဆိုတမိုင်းကိုမေးတာနော်ကိုယ့်ရဲ့ရာဇဝင်ချင်းချုပ်ကိုမေးတာတမိုင်းဖြစ်ဖြစ်ခဲ့တဲ့ဟာကိုယ့်ရဲ့ရာဇဝင်ချင်းချုပ်မေးတာဒီကဒီနှစ်ခုဖော်ပြပေးဖို့လိုတယ်โอเคပြင်ပါ၄ပါမလဲ education မှာဆိုလို့ရှိရင်ကိုယ့်ရဲ့ကျောင်းနာမည်တွေပါမယ် school name ပြင် degree ဘာ degree လဲ bachelor လား associate လား master လား phd လား doctorate လားပြီးရင် ရေခုနှစ်တည်းပါမယ်ဒါပေမဲ့တချို့ကောင်းမှ2026မှာ graduate မယ်ဆိုလို့ရှိရင်တော့အဲ2026ကျန် graduate မယ်ဆိုပြီးတော့လည်းထည့်ထားလို့ရတယ်နော် okay work experience မှာကိုဘာတွေလုပ်ခဲ့လဲကိုရဲ့ work experience ကိုရေးတဲ့ချိန်မှာကိုရှောက်တဲ့အလုံးနဲ့ဆိုင်တဲ့ experience ပဲရေးရေးရမယ်နော်ဆိုလိုချင်တာကိုရှောက်တာကအာ အလွယ်ဆုံးပါနော်ဥပမာအလွယ်ဆုံးနဲ့ပြောမယ် school teacher ကျောင်းဆရာမအလုပ်လျှောက်တယ်ဆိုလို့ရှင်ကျောင်းဆရာလုပ်ကျောင်းဆရာမလုပ်ကျောင်းဆရာလုပ်ကျောင်းဆရာလုပ်လျှောက်တယ်ဆိုလို့ရှင်ကိုယ့်ရဲ့ work experience ကကျောင်းဆရာလုပ်နဲ့နီးစပ်တဲ့ဟာတွေကိုထည့်ဖို့လိုတယ်ဥပမာဆိုလို့ရှင်2 months tutor ဘာနော်2 month tutor ကိုယ့် school teacher မှာပါလဲ math လား math ဆိုလို့ရှင်2 month two month math tutor ဆိုပြီးတော့အဲ့လိုရေးရမယ်ဆိုလိုချင်တဲ့အိပဲကကိုလျှောက်တဲ့အလုံးနဲ့နီးစပ်တဲ့အတွေ့အကြုံတွေကိုကဖြည့်ရေးပေးရမယ်เนาะ okay education မှာအရလာမယ်အဲ work experience မှာအရလေးလုပ်မယ် okay ဟုတ်ပြီကျွန်တော်ပြောနေပြောလဲပြောပြီးနေပြီလိုအပ်တဲ့ဟာပြန်ကြည့်အောင်အပေါ်မှာ curriculum CV ဆိုတာ curriculum curriculum CV ဒါသူရှိပါတော့ဒီမှာပြီး history history ဒီကမေးတာဖြစ်တယ် CV ရေးတဲ့အချိန်မှာကိုယ်တမိုင်းကိုယ်ကြာဆိုရင်ချင်းချိုးလေးကိုမေးတာဖြစ်တယ်အမမဒီကဘာအောင်မေးမလဲဘာဘာတွေကိုထည့်မလဲပေါ့နော် education ထည့်မယ် work experience ထည့်မယ် training ထည့်မယ်ကျွန်တော် language လေးတွေလည်းထည့်လို့ရတယ်ဒါကြောင့်တော့ language မလို့ပါဘူး ဖဲ့ခြင်းတော့ရတယ်ပေါ့နော်โอเคအဲ့ဒါလေ education မှာဆိုရင်ကျောင်းနာမည်ပါမယ် degree ပါမယ်ပြီးရင်ကျောင်းပြီးပြီဆိုလို့ရှိရင်ကျောင်းပြီးခဲ့တဲ့နှစ်ဒါပေမဲ့ကျောင်းမပြီးသေးဆိုရင်ကျောင်းပြီးမယ်နှစ်တည်းလို့မယ်ပြီး work experience မှာကိုရှောက်တဲ့လုံနဲ့ဆိုင်တဲ့ experience ပဲထည့်မယ်ကဲနော်ဒါတချို့ဟိုရှိသမျှ work experience ထဲတဲ့လူလည်းရှိတယ်ဒါပေမဲ့အာ တန်တန်ပြန်ပြန်လေးရှိဖို့ကိုယ်လုံးနဲ့နေဆက်တဲ့အတွေ့အကြုံတွေပဲထည့်စေခြင်းနဲ့နော်โอเคပြီးရင်ဘာပါရအောင်မလဲဆိုလို့ရှိရင်ထိတ်မှာပေါ့နော် CV ထိတ်မှာဘာပါမလဲဆိုနေပါမနော်နေမှာမှာ first name and last name ထည့်ရမှာ first name နဲ့ last name ထည့်မယ်နာမည်မှာ BB ဆိုလို့ရှိရင် address address ပါမယ်ပြီးရင် email ပေါ့နော် contact information မ email ပါမယ်ပြီးရင် phone ပါမယ် okay ဆိုတော့ဥပမာကျွန်တော်ရေးရေးပြမယ်ဟိုကောင်းစင်မှာဘာပါမလဲဆိုလို့ရှိရင် top မှာကို first name နဲ့ last name က John Smith တော့ဥပမာပါနော် John Smith The first name, last name, PM, address, address, email, phone, Jada Yin Taylor Yare. I mentioned address go Yin Taylor 123, 123, 4, South 1, 2, 123, 123rd, 1 East Avenue, Pinchon Nidemio to South 7413. Uh, three six star, no? okay. Be email jar John Smith at example.com ကို email ထည့်မယ်ပြီး phone number ကကျွန်တော် American မှာနေရဆို American နံပါတ်ထည့်မယ်ပြီး918ကျွန်တော်ကျွန်တော် area code က918နဲ့စရဆို918 12 3 4 5 6 7 8 9 10 နည်းနည်းများသွားပြီ။ Okay 1 2 3 4 5 2 3 4 Okay ဖုန်းနံပါတ်ပေါ့နော်ဒါကို inform take information who information top မှာဒါပါရမယ်။ Okay ဘေးဘီဆိုလို့ရှိရင်ကိုရဲ့ education ကိုထည့်မယ်။ education or oh. Bullet point le pe le yar education education avma, batakale, um, BSC, uh, bsc in elementary elementary education ပေါ့နော်ပြီးရင်ကိုဘယ် education okla oklahoma university ဒါဘုမပေးတာကျွန်တက်တဲ့ကြောင့်မဟုတ်ဘူးကောင်းကင် university မ graduate ဆုံး graduate လောက်ထည့်လို့ရတယ်နော် graduate 20 10အဲ့လိုထည့်လို့ရတယ်ပြီးရင် ကို bullet point တွေနဲ့ဘာတွေလောက်ခဲ့လဲဘာတွေတင်ယူခဲ့လဲအဲ့ဒါကိုဒီမှာ bullet point တွေနဲ့ထည့်လို့ရတယ် okay ဒီမှာကွေရှင်ရှင်ရှင်မှာယူတော့ okay bullet point bullet point မထည့်အောင်အကြံမြဲတာအကြံမြဲပေါ့နော်အဲ့ဒါထည့်မယ် okay education မှာကိုဘွဲတစ်ခုရရှင် ကွာရှောက်မှာကကျောင်းဆရာလို့ဆိုတော့ okay education bsc in elementary education oklahoma university ပြန်ကြောင်းပါလို့မလဲ work experience ဒါချမ်းမြပါရမယ့်ဟာလေးတွေပဲเนาะကဲကျောင်းရှင်းအောင်ဒီအားလေးကိုကျွန်တော်ဘိုးလုံးမယ်ပြန် highlight လုပ်မယ်ဒါလေးကိုဘိုးလုံးမယ်ဟိုင်လိုက်လုပ်မယ်ပြင်အောင်မှပြင်ဆင်မယ် okay work experience the more volunteer experience that you were general chaula the buddha zero um volunteer volunteer i'm a salon money okay past and low i'm not past volunteer at um ac uh, ABCD school. School F for six months. Tama mo ABC school. Kwa date po pia zero one, uh, zero one, twenty, twenty eleven to zero six. okay slash လို့လဲမနော်ရှင်းသွား06/20 11 so the chow la ba no volunteer 6 month being go ba re lo le prepared teaching lessons okay being go ba re lo le ba no being attended attended weekly and monthly teacher meeting ပြန်ပါတယ်လို့သေးလဲ Okay ကိုပါတယ်လို့လည်းဆက်ရင်းလို့ရတယ်မှာ Okay work experience theme so CV မှာပါပါတင်လဲ education work experience ပြန် training training မှာ S ထည့်လို့လည်းရတယ်မထည့်လည်းရတယ်မ S ထည့်လိုက်မယ်နော် training လည်းများရည်ဆိုတော့ so. okay training မှာပါဆိုတော့ so. um အမေရိကန်မှာအမေရိကန်မှာကို college ပြီးတာဆိုတော့ကျွန်မ so Microsoft Word Excel PowerPoint က so. တီကိုတီးရတယ်ဘာသာဒီမှာ coach အချောင်းနေမှာ mandatory နဲ့ URL တချောင်းပေါ့နော် training training မှာကိုပါတွေထည့်ခြင်းလဲဆိုလို့ရှိရင်ဥမာအာ computer ပိုင်းဆိုင်ကိုထည့်လို့ရတယ်နော်ဥမာပါတွေထည့်မလား cloud ပိုင်းတွေထည့်မလားဥမာ AWS cert certify certified okay cloud practitioner ခဲ့ Silver Cloud Practitioner ပြီးရင် Certify Early Childhood Education License ဒါကျွန်တော်ဥပမာပေးတာပေါ့နော်ဆိုကိုယ် training လေးတွေကိုရှောက်တဲ့လုံနဲ့တက်ဆိုင်တဲ့ training လေးတွေလုပ်မယ်။ဥပမာဥပမာဆိုလို့ရှိရင် တချို့ပြောမြင် training တွေမှာ date တွေတတ်ဆရာမလို့လား date တတ်လို့ရတယ်ဥပမာဆိုလို့ရှိရင် expiration date ရှိတဲ့ဟာဆိုလို့ရှိရင် expiration ဥပမာဒီဟာဆိုလို့ရှိရင်သူဒီ IT certificate တွေက expiration ရှိတော့ expires 2028ဟာတော့ဒီဟာတလိုင်းနဲ့သူရှင်ကောင်းတယ်เนาะ formula သူဒီဒီဟာတပြောင်းတယ်တပြောင်းနဲ့ရှင်ကောင်းတယ် expired မရှိတာဟာဆိုလို့ရှင်မရှိပါမှရေးစရာမလို့ okay training ပြီး language language are mandatory တော့မဟုတ်ကိုထည့်ခြင်းရတယ်နော် so language language မှာထည့်မယ်ကိုကိုဘာဘာသာစကားပြောရဲ english 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 ကြတော့ကွာ english ပြီး burmese english burmese တဲ့မကိုဘလောက် fluent လဲဘာညာထည့်စရာမလို့ကို ကို interview မှာ english နဲ့ interview မှာဆို english လို့ပေါ့နော် promise ဒါကိုပါပါဒါစကားတက်လဲဆိုတော့ကိုပြပြရုံမှာကိုဘလောက်ကျွမ်းကျင်လား foreign ဖြစ်တာ intermediate လား native လားအဲ့ဒါထဲဆံလို့ရတာပို့တယ်နော်ကိုစကားပြန်လောက်တယ်ဆိုတော့တမျိုးပေါ့နော်ကြောင်းစရာရှောက်မှာဆိုမလို့ okay ဟုတ်ပြီတော့ကောင်းနေပြီပြင်ခုနဒီဘက်ချမ်းမှာကျွန်တော်မပြောရဘဲဆိုတော့ reference references reference မှာမှနှစ်ခုလုံးမှာ professional and personal ပါနော်ဒါကျွန်တော်အများအားထည့်စီခြင်းတယ်ဒါတော့ဒီမှာတော့ရေးစရာမလိုဥပမာဆိုလို့ရှိရင်ကိုခုနဒီမှာ work um work experience ကြတော့ professional ဖြစ်သွားမယ်နော် professional ကိုဒီမှာ a n ABCD ကျောင်းမှာ volunteer 6လောက်လုပ်ခဲ့တယ်ဆိုလို့ရှိရင်အဲဒီလူရဲ့ personal contact ပေါ့နော် Umasoloshin, Dr. John Smith at abcd dot school भनेर तु इमेल थाहा भएर पेन तु यो फोन नम्बर का नाइन वान एट वान टू थ्री सिक्स सिक्स सेभेन ओके दा तु फोन नम्बर भनौँ လာကြတဲ့ကွ professional ဖြစ်သွားပြီပြင်နောက်တစ်ခုက personal personal ချက်ကိုတငယ်ချင်းတယောက်ယောက် number 2ဥမာ the rock the rock နာမည်ပေါ့နော်နာမည် the rock ကိုမနာမည်ရေးရေးလိုက်မယ် doctor doctor john smith ကိုကဥမာထဲချင်ဆို principal principal of a, B, C, D. School. I will tell you, yeah, no? Pinter Rock, Kajara, The Rock. My co workers and co worker, Bono. Pint via email. The Rock at The Rock.com. That will be it. Okay, phone number Jara 123 123 Okay. hello reference ကထည့်စေခြင်းနဲ့ဆိုတော့အချမ်းမြင့်ကျွန်တော်ဒီမှာ CV ရပြီကျွန်တော်လောက်ရှောက်တဲ့ချိန်မှာ CV ယူလာပါဆိုတော့တချို့ကပြောမဟိုဟိုဟာလေးဟို accomplishment ဟိုဆူရတာမဟုတ် တချို့ကျွန်တော်ဒီတချို့လောက်တွေကြတော့ cover letter ရေးခိုင်းနေ cover letter ကိုလိုတဲ့အော် require တဲ့အလုပ်တွေကြတော့ကို cover letter မှာရှင်းပြရအောင်မယ်ဒီလောက်ကိုလောက်ခဲ့တယ်ဘာတွေအောင်မြင်လဲဘယ်လို လောက်ခဲ့တယ်ဘယ်ခက်ခဲတွေရှိပြီးတော့အဲ့ခက်ခဲတွေကိုဘယ်လိုအောင်မြင်ကျွန်တော်ကျမလောက်ခဲ့တယ်ဆိုပြီး cover letter မှာကိုရှင်းပြလိုက်ရတယ်ဒီ um CV မှာကြတော့အသေးစိတ်ရှင်းပြစရာမလို okay ဆိုတော့ကျွန်တော်ဒီလိုမျိုးအကြမ်းမြေးရေးပြီးပြီဆိုလို့ရှိရင်ကျွန်တော် um AI ပေါ့နော် AI ကိုတစ်ချက်ကြည့်အောင် AI မှာက um okay chat gpt chat gpt ကို chat တွားရအောင် pena la ya wa chat GP. okay. gpt, chet GPT, chet GPT okay chat gpt ဒီ ma chat gpt shi chat gpt ကို jao okay chat gpt ma jao Um, okay format format this in the former cv writing style cho nó copy lâu lại လုပ်လိုက်မယ် ai vào nó copy lâu lại လုပ်လိုက်မယ်သူက format lâu Nên လုပ်ပေးလိမ့်မယ်ဒီမှာ paste လိုက်မယ် Okay. Hmm. Okay, now general page like that to the my John Smith to the look the education uh my you know graduated 2010 ပြောလို့မ format ပြန်လောက်ပေးတာဒါ AI ကို format လောက်ခိုင်းတာ AI ကို edit လောက်ခိုင်းတာမဟုတ်ဘူးပေါ့နော် AI edit လောက်ခိုင်းလို့ရတယ်ပြန် certification and training ဒါသူကောင်းစဉ်ပို့ပြီးတော့ကောင်းသူတက်လိုက်တယ်ဒီ blue bullet point လေး ਨੇ ဒီ blue certified cloud practitioner valid until 2020အင်းကောင်းတာနော် be certified early childhood education license ဒီမှာ java language မှာသူ english on fluent fluent သူထည့်ပေးလိုက်တယ်ဒါမထည့်လဲရတယ်နော် okay ပြီးရင်ဒီမှာ references မှာ okay ဆိုတော့အချမ်းမြင့်ကျွန်တော် CV ကိုကျွန်တော်နားလိုက်ပြီထင်တယ်နော်ဆိုတော့ AI သုံးတာတော့ဒီမှာခဏမေးထားလိုက်အာကျွန်တော်နောက်သိချင်တယ်ဆိုလို့ရှိရင် comment လေးမှာရေးခဲ့ပါ AI ဘယ်လိုသုံးပြမလဲကိုရဲ့ဟိုအဓိကအလုပ်အတွက်ဖြစ်ဖြစ်ပေါ့နော်စကားပြန်အတွက်ဖြစ်ဖြစ်ဆိုတော့အဲ့လိုမျိုး comment မှာရေးလာခင်ကျွန်တော်ပိုင်ချင်ရင်ကျွန်တော်အတူတူလေ့လာရအောင်နော်โอเคဆိုတော့ CV ဆိုတာဘာလဲ CV ရဲ့ကြော်ယူက CV ရဲ့ CV ဆိုတာကကိုယ့်ရဲ့တမိုင်းပေါ့နော်ကိုယ့်ရဲ့ရာဇဝင်မေးခြင်းဖြစ်တယ်ဆိုတော့ရာဇဝင် history history ဖြစ်တယ် history ထဲမှာဘာပဲပါလို့လဲ education ပါမယ်ပင်ကိုယ့်ရဲ့ work အလုပ်တွေ့ကြုံပါမယ်ပင် training တွေပါမယ်ပင် reference တွေဒီမှာကျွန်တော်မထည့်တဲ့ဟာပါနော်ဒီမှာ okay ဘောမင်းလေးခိုင်းလိုက်မယ် reference references references မှာမှာနှစ်ခုရှိမယ် professional professional reference personal reference personal reference မှာကိုယ်တငယ်ချင်းနဲ့လည်းပါတယ်တချို့ကိုဇနီးတွေလည်းထည့်တယ်လို့ရှိတယ်။မရောက်အမျိုးသားဖြစ်ဖြစ်ပေါ့နော်။ပင်ကို co-worker တွေလည်းထည့်လို့ရတယ်။ professional ကျတော့ကို supervisor တွေလောကကို manager တွေထည့်လို့ရတယ်။တချို့ကျတော့ဒီ um academic ပိုင်းဆိုရင်ကျောင်းက နော် profession professional မှာကိုယ်ကျောင်းကကျောင်းပေါ့နော်ကျောင်း professor တွေကိုလည်းထည့် reference နဲ့ထည့်လို့ရတယ်ဆိုတော့အကြမ်းမြန်တဲ့ကျောင်းဒီနေ့ဒီလောက်ပဲဆိုတော့မေးစရာရှိရဆိုလို့ရှင်ကျောင်း comment section မှာရေးလာပါနောက် video တွေမှာပြန်ဆောင်ရအောင်နော်ကျေးဇူးတင်တယ် bye bye